်မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတက်တော် AA ကိုပြည်မထွက်အလုံးလုံးမဲ့ချင်းလူငယ်တွေနဲ့ပညာသင်ကြားဖို့တွားရောက်ကြတဲ့အသက်မပြည့်သေးတဲ့ချင်းကျောင်းသားကျောင်းသူတွေကိုပြန်လွှတ်ပေးဖို့ချင်းနိုင်ငံရဲ့ဦးဆောင်ကော်မတီရခိုင်ပြည်နယ်ကမေလ28ရက်နေ့မှာတိုက်တွန်းလိုက်ပါတယ်။ မိသားစုစာဝတ်နေရေးအတွက်ဒီမထွက်အလုံးလုံးမဲ့ချင်းလူငယ်တွေနဲ့ပညာသင်ကြားဖို့တွားရောက်ကြတဲ့အသက်မပြည့်သေးတဲ့ချင်းကြောင်းသားကြောင်းသူအယောက်60ကိုအာရခတက်တော် AA ကဖမ်းဆီးပြီးစစ်တနန်းကို ပို့ဆောင်လိုက်တဲ့ဆိုတာကို မိသားစုဝင်တွေစီကသိရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အာရခတက်တော် AA ကမြို့သားကကွယ်ဆိုင်ရာရေးပေါ်ပြဋ္ဌာန်းချက် NDEP ကို match လ18ရက်မှာပြဋ္ဌာန်းထားပြီးအများပြည်သူသိအောင်တရားဝင်အသေးစိတ်ထုတ်ပြန်ထားတာမရှိသေးဘူးလို့ဆိုပါတယ် NDEP ဟာရခိုင်ဒေသကလူမျိုးစုတွေနဲ့သက်ဆိုင်တဲ့အတွက်ထာနေချင်းလူမျိုးတွေကိုအတိမတ်ပြုတဲ့အနေနဲ့ထာနေချင်းနိုင်ငံရေးအင်အားစုတွေနဲ့ညှိနှိုင်းမှုတွေလုပ်တင်တယ်လို့ဆိုပါတယ်ရှင်။ ARD တိုင်းအင်ကပူမြို့နယ်မှာတိုက်ပွဲပြင်းထန်လာတဲ့အတွက်နွားကြံကျေးရွာအုပ်စုကအုပ်ချုပ်ရေးမှူးကိုထေးဟာမေလ29ရက်မှာရာထူးကနေနှုတ်ထွက်သွားတယ်လို့ဒေသခံတွေစီကသိရပါတယ်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကစစ်ရှုံးနေတာကိုအုပ်ချုပ်ရေးမှူးတွေကသိတဲ့အတွက်နှုတ်ထွက်ကြတာလို့ဆိုပါတယ်နှုတ်ထွက်သွားတဲ့အုတ်ချုပ်ရည်မှုကိုအသာတကြီးပြင်းမထွက်ပဲကျမ်းမာရေးကြောင်ထွက်တာလို့ပြောမှထွက်ခွင့်ပေးတယ်လို့နွားချက်ကျေးရွာအုပ်စုဒေသခံတယောက်ကပြောပါတယ် ောက်ထွက်သွားတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကိုထင်းနေရမှာကိုအဝင်းဆိုသူကိုစစ်ကောင်စီတပ်ကအုပ်ချုပ်ရေးမှူးရာထူးပေးထားပြီးစစ်မှုထမ်းငွေကောက်ယူခိုင်းတာစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်ခိုင်းတာနဲ့ PDF 3စုံစမ်းခိုင်းတာတွေကိုအဓိကလှုပ်ဆောင်ခိုင်းနေတယ်လို့ဆိုပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့သေဘောဘူစခန်းကို KNU ဦးဆောင်ပြီးတပ်ပေါင်းစုတွေကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေသလိုစစ်ကူလာတဲ့စစ်ကြောင်းကိုလည်းချေမုန်းနိုင်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။အောက်ခတ်သတင်းပေးပို့ထားပါတယ်ရှင်။မေလ26ရက်နေ့ညနေ9:00လောက်ကစတင်ပြီးကင်းမီနယ်မြောက်လူမျိုးတောင်ပဲစစ်ကောင်ရဲ့ဒေဘောဘုစကန်းကိုဂန်ယူဥဆောင်ပြီ တပ်ပေါင်းစုတွေကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတာပါမေလ29ရက်နေ့ညနေ3နာရီလောက်ကစစ်ကောင်စီတပ်ကဝယ်လီကနေစစ်ကြောင်းထိုးလာတာကြောင့်စုံစည်းမြန်ကြေးရာ DKB ဌာနချုပ်စကန်နီမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်မုန်းတော့လွယ်လာပြီအခုစိတ်ဘောဘောစိတ်ဘောဘောမှာစိတ်ဘောဘောမှာအခုလက်ကိုဆွဲရစရာအခု drone လဲဆွဲတာပဲပြီးတော့ ဒီသေဘဘိုးစကားလက်နဲ့ကြီးလက်ထုတလားမပြောနဲ့ဆရာရဲ့အခုတော့ကြီးကြီးပဲအခုအခုပဲအခုပဲအခုလက်ကိုဆွဲနေတယ်အခုသေဘဘိုးစကားတော့ဆရာနော်ဟိုဖွဲ့နှစ်ဖွဲ့သေဘဘိုးကလည်းဆွဲတယ်ပြီးတော့ဒီလာပါအဲ့စုံစည်းမြန်မာသူကရန်သူတွေအဲ့မှာရောက်တရာရောက်လို့ဆိုတော့ကျွန်တော်ထင်တာသူတို့စက်ကူလက်လို့ဖြစ်မှာပေါ့အဲ့ဒီမှာနှစ်ဖွဲ့ဖြစ်သွားတယ်ခုနအခုအခုပဲပြပြနေတော့ဆရာနော်အခုအခုဆိုတော့ဒီလောက်အလုံးကြီးကြတယ်ဆိုတော့သူတို့လက်ခံနိုင်မှာမဟုတ်ပါဘူးဆရာကြီး အီကလည်းမဟုတ်တော့ဘူးလေနားဖားတယ်ကလည်းအခုကဒေါ်ကလည်းနိုင်တယ်ဟိုဆရာကြီးမေလ29ရက်နေ့ညနေ3နာရီလောက်ကငွေလီဘက်ကနေအင်အား80ကျော်လောက်ရှိတယ်စစ်ကောင်စီစစ်ကြောင်းကိုကဲနနေပူအောင်တက်ဖွဲ့တွေကဂျာပြတ်တက်ခဲ့ခဲ့ရာစစ်ကောင်စီတက်ဖွဲ့ဝင်10ယောက်ကျော်ကိုစစ်တုံးမှန်းဖြင့်ဖမ်းဆီးနိုင်ခဲ့ပါတယ်နှစ်ဖက်တိုက်ပွဲတွင်ကိုစစ်ကောင်စီရဲ့ဝေလီပြူဟာကနေလက်နက်ကြီးပစ်ခုပေးနေတာကြောင့်စုံစည်းမြိုင်ဥက္ကဋ္ဌတောင်နီတေဘောဘူး ဝါမီတာကြီးရွာကဒေသခံ2000လောက်ဟာထိုင်းပြင်ဆက်တောင်ရင်းမြစ်တစ်လျှောက်နဲ့ဘေးလွတ်ရာထွေပြေးတိမ်းရှောင်နေရတယ်လို့ရမီရဖတွေကပြောပါတယ်။အဲ့ဒီဘက်မှာဘူဝလီအထုံနေတော့စုံနေကြအောင်ပဲကြက်ကြတယ်။ဒီဘိုးဘွားကနေပြတော့စတာပဲ။ဆိုဘိုးဘွားကနေစတော့တကစုံကြီးမြတ်ကိုရောက်အောင်လေ။ရောက်တော့အဲ့ဒီနာမတုံးနေလဲပြည့်ယူဟာလဲလမ်းလမ်းပြည့်နေတော့။ ဟိုဘက်ကတော့ဒုံနဲ့ပြည့်တယ်ဒီဘက်ကတော့လက်နဲ့ကြီးနဲ့ချက်ချက်လန်းထုတ်အဲအခုအသက်မီးတော့ရှာဘောဘိုးလည်းပြည့်နေတာပဲဒီတက်ကနေကဟိုပြောင်းဒီပြောင်းပြောင်းကုန်ပြီပေါ့ထိုင်ဘက်ကမှတချို့ဆောင်ကနာမှတချို့ရှောက်တော့ရှောက်ပဲအခုလို့ဆောင်ကနာရောက်တဲ့လူရောက်ထိုင်ထိုင်ရမှသူအစီသူစီနေသူတို့ပြောင်းနေလူပြောင်းတကောက်ရတော့ဗောသမီးတွေဘာတွေကိုလို့ပြန်လာရတယ်ဆက်တက်တက်လာရင်းနဲ့ဆရာ မေလ23ရက်နေ့ညနေ9:00နာရီလောက်ကစစ်ကောင်စီရဲ့ဗလဲတိုတက်စကန်ကိုပါကရန်လယ်ပူအောင်တပ်ဖွဲ့တွေကသိမ်းယူနိုင်ခဲ့ပါတယ်။ကင်းရဲ့မျိုးသားစီယုံကင်းတပ်မခွနဲ့နေမီလှမ်းဝဲမြို့နယ်ဒေါနတောင်ရှိချမ်းထိုင်းနယ်ဇက်တလျှောက်တက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်နေတဲ့ကဥလူတူခလေဒီတခေါပီခီမော်ဖာတူတာလေဖြူရောင်မဲလာမော်ဖိုကီစကန်တွေကိုကရန်ယူတပ်မခွနဲ့လောက်ခံပူအောင်တက်တွေကသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ ကျွန်တော်အောင်ခံပါဂျာမနီနဲ့ယူကရိန်းတို့ဟာတာဝဲပြစ်ဒုံးကြီးတွေကို အကွာအဝေးကန့်သတ်ချက်မရှိဘဲပူးတွဲထုတ်လုပ်သွားမယ်လို့ဂျာမနီအဓိပတိဖရက်ဒရစ်မတ်စ်ကပြောပါတယ်မေလ28ရက်မှာဘာလီမြို့တော်စီယူကရိန်းသမ္မတဘလိုဒီမာစလန်စကီရဲ့ခီးစဉ်အတွင်ပြောကြားလိုက်တာပါ ဒါဟာယူကရိန်းပိုင်နယ်ပြပကစစ်ရေးပြစ်မှတ်တွေကိုဆန့်ကျင်တာအပါအဝင်ယူကရိန်းကိုသူကိုယ်သူအပြေအဝခုခံကာကွယ်နိုင်စေလိမ့်မယ်လို့မတ်စ်ကပူတွဲသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ယူကရိန်းနိုင်ငံစီဂျာမန်လို့ဒေါ်ရက်စ်ခရုစ်ဒုံးကျည်တွေပေးပို့ရမှာတိုးတက်မှုဘလို့ရှိတယ်လဲလို့ယူကရိန်းသတင်းတောက်တူကမေးမြန်းရမှာအခုလိုဖြေလိုက်တာလည်းဖြစ်ပါတယ်။ဂျာမနီဟာတာဝေးပြစ်လက်နက်တွေကိုတုံးချင်ပြီးပူးပေါင်းထုတ်လုပ်ရမှာလဲအစီအပြေချုံ့ဝှက်စေချင်တယ်လို့မတ်စ်ကပြောပါတယ်။ အသေးစိတ်ချက်လက်တွေကိုလူသိရှင်ကြားဆွနှဲမှာမဟုတ်ဘူးလို့လည်းသူကပြောပါတယ်။မားစာဂျာမန်အဓိပတိဖြစ်လာပြီးနောက်ပိုင်းအတွင်းတခြားဥရောပခေါင်းဆောင်တွေနဲ့အတူယူကရိန်းနိုင်ငံစီသွားခဲ့တာပါ။တနင်္လာနေ့မှာယူကရိန်းရဲ့တာဝန်ပြည့်ဒုံးကျည်တွေကိုရုရှားပိုင်နဲ့အတွင်းပြစ်လွှတ်နိုင်ခွင့်ကိုအတည်ပြုထောက်ခံပေးခဲ့ပါတယ်ရှင်။ ဥရောပသမ္မဂ EU နိုင်ငံတွေကဝန်ကြီးတွေဟာယူရိုငွေ150ဘီလီယံအမေရိကန်ဒေါ်လာ190ဒသမ22ဘီလီယံဘိုလက်နက်ရမုံငွေကိုတည်ထားဖို့မေလ29ရက်မှအတည်ပြုခဲ့ပါတယ်ဥရောပသမဂ္ဂအဆင့်ပထမဆုံးအကြီးစားကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကိုမေလ29ရက်မှအတည်ပြုခဲ့တယ်လို့ EU ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ဥရောပအတွက်လုံခြုံရေးဆောင်ရွက်ချက် Safe ချင်းငွေအစီအစဉ်အသစ်ကနေရမုံငွေကိုပံ့ပိုးပေးမယ်လို့ကောင်စီကပြောပါတယ်။ ဒီအစီအစဉ်ဟာဦးစားပေးစွမ်းဆောင်ရည်တွေအတွက်ပူးရဲဝယ်ယူရေးအစီအစဉ်အရကာကွယ်ရေးပစ္စည်းထုတ်လုပ်ရမှာယင်းနှမြုံနံမှုရွေးချယ်ခံအဖွဲ့ဝင်နိုင်ငံတွေကိုရှင်ပြိုင်နိုင်တဲ့ဈေးနှုန်းနှစ်ရှည်ချင်းငွေတွေကိုကန့်လှမ်းမှာပါဥရောပသမဂ္ဂရဲ့အမှုဆောင်လက်ယုံဖြစ်တဲ့ဥရောပကော်မရှင်ဟာဥရောပလက်နက်ပြန်လည်တက်စင်ရေးစီမံကိန်းအသင့်ဖြစ်ရေး2030ကမ်းလှမ်းချက်အတွက်မရှိမဖြစ်စိတ်ပိုင်းတစ်ခုအဖြစ်မတ်လမှာဒီယမငွေထဲကယူရိုဘီလီယံ100အမေရိကန်ဒေါ်လာ 906.39ဘီလီယံခန့်သုံးဖို့ရည်မှန်းထားပါတယ်။ဒီရမငွေနဲ့ဥရောပလုံခြုံရေးနဲ့ကာကွယ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုအားကောင်းအောင်လုပ်မယ်လို့လည်းဆိုထားပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်။